မင်္ဂလာပါဗျာအားလုံးကျမ်းပါပါသေးချမ်းသာပါသေးနော်ပိုင်ရဲကိုမျက်နှာမြဲပိုင်ကိုတန်ကြလို့အားလုံးပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းဝေးပါတယ်ဗျာဒီနေ့က23ရက်လေးလ2025ပေါ့နော်အဲ22ရက်နေ့ပြည့်သွားတော့တောင်းတော်ကအပြည့်ခက်ရစေးပြီးွားဤပိုင်ပြီးတော့ကစ်ပြီးဗောဒါပဲဆိုပြီးတော့အဲဝင်နေဖြစ်တဲ့အချိန်မှာတောင်းတော်ပေါ်ကျုပ်စော်ပဲတော့နေပြီးတော့မှအဲမျက်နှာလဲကြလဲကြတော့ပါပြောလဲဆိုတော့လာကုန်30ရက်နေ့ထိအပြည့်ခက်ရစေးသွားပြန်ကိုအဲ့ဒီအပြည့်ခက် ဲ့ရက်စဲသွားတဲ့အကြောင်းတရားနဲ့အကျိုးတရားလည်းရှိပါတယ်အရာရာတိုင်းကအကြောင်းနဲ့အကျိုးကရှိတာအဲလာရှိုးကိုကျွန်တော်ပြန်ဟိုပြန်လည်ပြီးတော့ဒါဟိုအုတ်ချုံမဲ့အနေထားမှာတပ်မတော်ကနိုင်ငံတော်ဘက်ကိုပြန်လည်ပြီးတော့လာရှိုးပြန်လည်ရယူလိုက်တဲ့အနေထားမျိုးရှိတဲ့အခါကျတော့တနတ်တစ်ချက်မပေါက်ကြီးတစ်ချက်မပေါက်လူတယောက်မတည်ပဲနဲ့ဒါပိုင်ပြောဥပါတယ်တနော်ကာဝယ်ဦးစီးကျော်တန်တမာရေးရအဲ့နဲ့ကြည်တချမ်းမဖောက်ဘဲနဲ့အေးသေးသေးပြန်ရပါလိမ့်မယ်လို့နော် အဲအဲ့လိုရလို့ရှင်လဲကြိုးစားပါတယ်ကောင်းတဲ့လူတွေလည်းမသေးကြတော့နှမို့ဆိုလို့ရှင်ဟိုကလာတိုက်လို့တေးလိုက်ဒီကပြန်တိုက်ပြီးယူလိုက်တေးလိုက်နဲ့ဂျာထဲမှာဒါပြည်သူတွေရဲ့နင်းနာမှုအားကြီးပါတယ်လို့ဒါပြောခဲ့ဘူးတာရှိတယ်အဲ့တော့အခုတူတူတောင်မှမသေးပဲနဲ့လှုပ်ဆောင်သွားတာဟာအမတန်ကြီးကိုဟိုဒါနိုင်ငံခေါင်းဆောင်မှာမှာတကယ်ကိုပညာရှိပညာတော်တဲ့ခေါင်းဆောင်ပြီးသားတဲ့သူလို့ပဲပြောချင်ပါတယ်နောက်ပါဗိုလ်ချုပ်မှုကြီးကိုပြီးတော့တရုတ်ကပေးလို့တရုတ်ကိုလက်ဖြန့်တောင်းလို့ဘာညာလို့ပြောနေတာရှိတယ် အဲ့တော့မြန်မာတရားလည်းဘယ်တော့ဖြစ်ဖြစ်မြန်မာလူမျိုးအချင်းချင်းကိုအထင်ကြီးတာမရှိဘူးနိုင်ငံသားကိုပဲအထင်ကြီးတဲ့အချင်းအဖြစ်ရှိလာခဲ့တယ်။ကိုကိုလည်းပညာတတ်အောင်မစူးစမ်းဘူးသူများပညာတတ်တာကိုနှိမ့်ချခြင်းနဲ့စိတ်သက်တွေရှိတယ်။အဲ့လိုအောင်တန်းကြနေတဲ့စိတ်သက်တွေရှိနေတဲ့များကာလပတ်လုံးမိမိလည်းမတိုးတက်ဘူးနိုင်ငံလည်းမတိုးတက်ဘူးဘယ်တော့မှဘဝမှာဘာမှဖြစ်လာမှာမဟုတ်ဘူး။ဘာဖြစ်လို့ဆိုတော့သူများကိုပဲပြောခြင်းနဲ့ဆိုခြင်းနဲ့စိတ်တွေရှိနေတဲ့သူတွေဖြစ်နေလို့နော်။ဗဇက်ကပဲအလုံးလုံးပြီးလက်တွေ့အလုံးမလုံးတဲ့သူတွေဖြစ်နေလို့ပဲ။ တရုတ်ကိုသွားပြီးတော့လက်ဖြန်တောင်းပြီးတော့ရတာမဟုတ်ဘူးနိုင်ငံကြီးဖြစ်တဲ့အတွက်နိုင်ငံကြီးရဲ့အသည့်အတွေးခေါ်အသည့်တရားတွေအများကြီးရှိလို့ဒီဘက်ကလည်းနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံအစိုးရနဲ့လက်တွဲရမယ်ဆိုတာကအားလုံးသိတယ်အဲ့တော့ဟိုဘက်ကသာဝန်ကြီးကိုပိတ်ဆို့တဲ့အဲပြည်စည်းကိုပြည်စည်းပိတ်ဆို့လိုက်တဲ့ဒီဘက်ကကြပြန်တော့လေအကုန်လုံးဖြက်လေးပြန်နဲ့ပိတ်ဆို့လိုက်တဲ့ခါကျတော့ရေရှည်ကြတော့သူတို့မှရှိတာတွေကုန်သွားပြီနောက်တစ်ခါကျတော့ဟိုမှာတာဘုံရွှေကတူအန်ဒီရဲ့ခေါင်းဆောင်သာဖြစ်နေတယ် ဟာလာ तू तू ထိုင်နဲ့လောက်ကင်ကိုလာလို့မရအောင်လာနဲ့တိမ်မှဖြစ်တာဟာလာလောက်ကင်မှာဘယ်နေရာမှာဟိုနေဖြစ်လိုက်ဘုံလာကြလိုက်ဆိုအဲ့ထဲမှာရှိနေတဲ့ဟိုစီဝိုင်းလုပ်ငန်းရှိနေတဲ့တရားမှမရှိတော့အကုန်ထွက်ပြေးတိုးပြီးဘက်ကိုပြောင်းကုန်ကြအကုန်လုံးရွှေ့ကုန်ကြတဲ့အခါကျတော့အဲ့လောက်ကင်ဆိုရလဲ၆ကပ်ပြီးတော့ဟိုဟိုနေကြီးဖြစ်သွားမြို့ပြက်ကြီးဖြစ်နေအဲ့တော့ရေရှည်ကြတော့သူတို့ကဒီဘက်ကလည်းအဆင်မပြေဟိုဘက်ကလည်းဆက်မပြေကြားထဲကမြောက်တင်ကိုက်လွတ်သွားမှာဖြစ်တယ်အဲ့တော့အဲ့ဒါတွေကိုလည်းတကယ်နိုင်ငံရေးလောက်ကင်နေတဲ့ဒီအဖွဲ့စည်းတွေကလည်းဒါ ဟိုကိုကန့်ဆိုရဲ့အဖွဲစည်းရလဲပဲဒါကျွန်တော်အနေနဲ့ပြောသူသူရဲ့လုံဆောင်ချက်ကအမတန်တော်သူရဲ့လူမျိုးအတွက်သူဟိုမြင်နေရရဖို့တော့ကိုသူပါသူဒါဟို PD ရဲ့ဟိုအကြမ်းဖက်အားလေးနဲ့ပေါင်းပြီးတော့အကြမ်းဖက်လေးတွေကိုပေးတည်ခိုင်းတော့မှသူတို့သူတို့ကိစ္စလေးတွေသူတို့ရအောင်ယူသွားတာမျိုးရှိတယ်။ဒါပေမဲ့နိုင်ငံတော်အနေနဲ့ကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲသွားတာဖြစ်တဲ့အတွက်ဒါသူတို့လည်းနားလဲတဲ့အတွက်ဒါသူတို့ အပေးယူညီနိုင်ချက်လေးတွေနဲ့လှုပ်ဆောင်လာကြဟိုဘယ်မျိုးပေးရမလဲညာမျိုးဘယ်မျိုးမှလည်းပေးကြလို့ဘယ်ရမလဲသူ့နေရာသူသူ့ဒေတာကိုပိုင်အုပ်ချုပ်권ရအတိမယူပြီးသွားသူသူ့နိုင်ငံသူ့ရဲ့ပြည်နယ်လေးသူ့ကိုပိုင်အုပ်ချုပ်권ရတဲ့ဒေတာလေးကိုသူလိုတေတေချာချာဒါစီဝိုင်းဂျီဝိုင်းတိုးတက်အောင်လို့သူလှုပ်ဆောင်နိုင်သွားလိမ့်မယ်အဲ့ဒါလည်းပဲမြန်မာနိုင်ငံထဲမှာရှိတဲ့အတွက်ကိုရီးယားကြိုးစားပါတယ်အခုလာရှိုးကိုပြန်မယ်ညီကောင်မလားတွေလည်းပြန်ကြပါဦးအေးစီဖြစ်ပါပြီနော် ဒါပိုင်ကိုလာလာမင်းနေလို့ပြောတာအဲအားလုံးကတော့အေးစေးဖြစ်ပါမှာဒီဘက်ချမ်းနေရာမှာကြာခင်မှာပွဲသိမ်းမှာတော့ရှိတယ်ဒီ23ရက်နေ့မှာလာကုန်ထီရတော့ဒါတတန်းတိုးသွားလိုက်တဲ့အနေထားရှိတယ်ပိုင်ရမနေရမနပိုင်ရပြောပါလေညနေပိုင်မှာတတန်းတိုးပိုင်လိုက်တွင်ပြီးတော့မှာအဲဟိုကနေတော့လှမ်းပြီးပြောတယ်ကိုပိုင်ရင်လည်းဒီလိုမျိုးပိုင်ရင်လည်းဒီလိုတတန်းတိုးမယ်လို့တရင်ရတယ်အော်ဒီမှာလိုက်ကလွင်ပြီးသွားပြီအဲ့လိုမျိုးရှိတယ်နောက်အဲ့တော့အဲ့ရလဲပဲမပူပါနဲ့ဘာဖြစ်လို့ဆိုတော့ဒီဘက်ကနေပြီးတော့ဟိုယူ တတန်းလာတိုးသွားတယ်ဒါဒီဘဲမှာဆိုခုသွားသွားဆိုလို့ရှင်လည်းဒါလက်လုံးတောင်ရွာမှာလားအမဖိထူချပလိုက်တာပဲเนาะဖိထူတာပဲဒီဘဲမှာသွားသွားလေးနေမယ်အဲ့လိုရှိတယ်အဲ့ဒါဒီနေ့23ရက်နေ့တယ်သွားသွားလေးတွေပဲချသွားတာပဲဘာဖြစ်လို့ကြားလဲဆိုတော့ဒီလိုပဲပေါ့ဒီဘက်ကိုတိုင်ကဘာလုံးတည်အောင်လို့လည်းဒါငင်းငင်းရက်ပြရတာလက်နဲ့ပြချရက်ပြမယ်ဒါမှဒီဘက်အကြံဘက်ကိုတော့တုတ်တင်ဆရာရှိတာတုတ်တင်ရမှာပေါ့เนาะဒါလေးတော့သူတို့ view ပါလေးဖြစ်တယ်နောက်နောက်ခါကျတော့အဲ့စကိုင်းတိုင်းဆိုတော့အဲ့အင်းတော်မှာအင်းတော်မှာဒီတက်က ကြသွားတဲ့နေရာကြသွားတာကိုတမခွန်ခွန်တို့ကတမမှုတို့ပါလို့တော့မှဒါဖန်ခန္ဓာကြီးပါညာရှိတာသိပြီးသားဖြစ်မှာပါအဲမှာရှိနေတဲ့ထွေအုပ်တွေထွေအုပ်နဲ့ပတ်သက်တဲ့ဝန်ထမ်းတွေပါပြီးတော့ဟိုအဆန်နေဟိုနေအပွဲပေါ်ဗျာအဲသူတို့တွေအကုန်လုံးကိုမနေ့က35 40လောက်ရှိတာဖန်စီတယ်ရေးကြည့်မယ်ပေါ့ဒါသူဘက်ကတင်ပြပြောတာရှိတယ်เนาะအဲ့တော့ကျွန်တော်ဘက်ကဒီဘက်ကဖြစ်လို့ရှင်ဒီလိုမျိုးဝန်ထမ်းတွေလည်း ေးဆက်ကြရတာတော့အများကြီးရှိတာပေါ့နော်တစ်ဖက်ကတာဝိုင်းတစ်ဖက်ကပေးဆက်ကြဒါတော့တိုက်ပွဲရဲ့အနှိမ့်ထာယုံလေးတွေပေါ့နောက်ကဒီနေ့ဆိုလို့ရှင်လည်းဒီပြန်လည်လွယ်ဟိုနေပေါ့ ဌာနချုပ်ကိုဒါလက်နက်ကြီးတွေနဲ့အမုန်းထုတာရှိတယ်။အဲကျွန်တော်တို့ကလည်းလွယ်ချဲကျေးရွာရဲ့အနောက်ကနေပြီးတော့မှထိုင်ပြီးစုံမပေးနေတာ။ဒီမောက်မမြို့နယ်ဒီလွယ်ချဲကျေးရွာရဲ့အနောက်ကျမ်းမှာကျဖုံးချောင်းချင်အဲဖုံးချောင်းတွေကတက်ကတက်ကရဲ့နောက်ကပီယန်နိုရဲ့နှစ်ခုပေါင်းပြီးတော့အဲမှာအဝဲရနေရောဟောဝဆိုင်နဲ့စုံမပေးနေတာတော့ရှိရတာအခုချိန်အခုချိန်ဖြစ်နေတဲ့ကိစ္စတွေနော်။နောင်စိုဟ ோம் ဒီဘက်မှာဆိုလဲဒါဖစ်ထုတယ်မနေ့ကတော့ဖစ်ထုတဲ့ကျမ်းမှာနေ၄၅၆လုံး9လုံးပျက်စီးတယ်။အဲပလောင်ရဲ့ အကြီးပိုင်းနေပလောင်နဲ့ပတ်သက်တဲ့ဒီအကြမ်းဖက်သမားတွေအခုတော်တော်များများအဲ့မှာလည်းတည်ကြည်ကြတာတွေ့ရတယ် ီးတော့အိုင်မင်းတွေကပဲဘယ်လိုပြောမလဲဆိုတော့တက်ကိုရနဲ့တက်မှာကျွန်တော်တပွဲတွေကကြတာအခုလည်းပွဲကကိုရနဲ့တက်မှာပွဲကတော့မနေ့ကလည်း fit to ပြက်တာဘယ်လိုလဲဆိုတော့၁၅၅လုံးလောက်ရှိတယ်ကောင်းကောင်းတန်တန်တန်တူသူ့ဟာများတဲ့ခါကျတော့အခုံးငွေတွေနဲ့တုံခါမှုနဲ့ကြောင့်သူအသက်ရှူတွေကျက်ဘာတွေဖြစ်ညာတွေဖြစ်ဖြစ်တဲ့ခါကျတော့သူကဘာလဲဟို30ဘုံနဲ့အစိတ်ဘုံနဲ့25ဘုံနဲ့ဖြစ်ကုန်ရောထိုင်းနိုင်ငံဘက်ကလည်းဒီဘက်ကိုဝင်မဲ့လက်နက်တွေကိုဖမ်းဆီးပေးနေတာရှိတယ်မနေ့ကဆိုချင်းမိုင်မှာဆိုဒီ KIU ပုံမဲ့ rifle တနတ်တို့လက်ပြပုံတို့လောင်ချတို့အများ များကြီးကမနေ့ကဖမ်းမိတာကြီးရှိတယ်အဲကြုံတိုးရွာမှာပေါ့ဗျာကော့ကရိတ်ကြုံတိုးဘက်မှာဆိုတော့ကန်နီရွာမှာရှိတဲ့ဗလီဟိုဒါဗစ်ထူချပလိုက်တဲ့အနေဒါကြာဘာဖြစ်လို့ဆိုတော့အကျမ်းဖက်တဲ့အကုံလုံးအဲ့ဗလီတဲတွေဝင်ပြီးတော့အဲရှင်းပြောလို့ကျဘာသာရေးပိုင်းနဲ့ကကြိုးကြောင်ဖြစ်လာအောင်ပေါ့နော်ဘုဒ္ဓဘာသာပဲ เนาะဒါမှကျွန်တော်ဗုဒ္ဓဘာသာအရန်ကြီးကိုကျွန်တော်တို့ကအဆုံးရောက်တဲ့ဘာသာဟိုဗုဒ္ဓဘာသာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကအများများတတတွေးခေါ်တဲ့ဆိုင်ဟိုနေဗုဒ္ဓဘာသာမျိုးဖြစ်တယ်ဒါပေမဲ့အရန်ကြီးအဆုံးရောက်သွားတဲ့ဗုဒ္ဓဘာသာတွေကိုအပြစ်ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အဲပြောချင်တာကတော့ဘာသာရေးနဲ့ပတ်သက်လာတဲ့အခါကြလို့ရှိရင်နိုင်ငံရေးနဲ့ပြဿနာဖြစ်လာလို့ရှိရင်အရန်ကြီးမှကျေပြန်တော့ရတယ်ကြည်တယ်ဆိုတာတတိနဲ့အတိလေးနဲ့ရှင်ပေးဖို့ပဲဒါပိုင်းကပြောချင်တာရှိတယ် နော်ဟိုချွေတကိုဖျားပေါ်မှာဘာဒါဖနှက်စည်းတယ်အမျိုးသမီးပုံတက်လာတဲ့ဆိုအဲ့ဒီပုံတက်လာလို့ချင်းသူ့ကိုတိတဲ့လူမတိတဲ့လူကချက်ချင်းအဲ့မှာကအတန်နဲ့ထွက်လာလေမထွက်လာစရာကိုအကြောင်းမရှိဘူးဗမာပြည်မှာကကြိုက်တဲ့နေရာလို့ကချင်မှာရှိနေတဲ့ဟိုကောင်မလေးနော်သူတော်မဗမာနေတဲ့ဘဲရွာမှာနေတဲ့ပူတာဟုတ်ဗမာနေမှာညာဒါလိုမျိုးထွက်လာဒီရွှေတကုံမှာတက်တဲ့ဖနှက်စီးတယ်ဆိုတဲ့ဟာက မတွေ့ကြအကြောင်းမရှိဘူး ိုက်တပ်ပုံထွက်မလာစရာအကြောင်းမရှိဘူးအိုက်တပ်ပုံလိုင်းပေါ်မှာတင်လိုက်လို့ तू ကဘယ်ရပါဘယ်ရပါဆိုတော့မသိစရာအကြောင်းမရှိဘူးနော်ပြီးတော့ဒီရွှေတကုတ်ဖျားမှာဆိုတော့ CD တွေအပြည့်ရှိတယ်ဟုတ်တယ်နော်ဒီအောင်မြင်မှာဆိုပတ်ချလဲမှာလိုက်ကြည့်လိုက်ရှိတယ် 白讲来是了，家里家老人不要他开的不，对 <music>，不是的，把伢的来，他你比伢的来起的，大概蛮呢，说老人来哎呦，只看他一来，哎呀嘛，对叫着急，但年一般年呀，但尽量都得到他地摊呗，等到个我把来说，我那嘛，到我嘛，他包租母的，都了包租母的，所谓嘛，无所谓嘛，喏，他都。 ဒါကသူကစစ်စေးတာအပျက်စီးသားမှာဝင်လာပြီးတော့ဘလောက်ပျက်စီးလဲစစ်စေးတာလာဖျားဘူးတော့မဟုတ်ဘူးအဲ့ဒါ၄လဲတချို့ကနားလဲဘူးတော့လို့လဲတက်ကလည်းသူသူအနေထားနဲ့သူသွားကြတာပေါ့နော်သူအနေထားနဲ့သူသွားတာဖျားဘူးလားဖျားဘူးလားလားပေါ့ ောင်သီးမို့ပြက်စည်းတွေလိုက်ပြီးတော့စစ်ဆေးနေတဲ့အချိန်မှာဟိုဒါဖုံးချောင်းဝဲမလို့ဖဏတ်မစီရတာဖုံးချောင်းဝဲနဲ့ဖဏတ်မစီရလို့လည်းဖရားလည်းအမိတ်မထုတ်တာပေါ့ဒါတော့လူကယူသေးကြိုင်ဆိုင်မှုပဲရှိပါဒါလေးဘာသာရေးနိုင်တိတ်မပြောတော့ဘူးလူပြောဖို့ကြောင့်မကြည့်ဘူးဆိုဝင်ကသူလာတာဒီစစ်ဆေးဖို့အတွက်လာတာဖြစ်တယ်သူကဖရားဘူးလာတာမဟုတ်စစ်ဆေးဖို့အတွက်လာတဲ့နေရာမှာအပြက်စည်းတွေကြားထဲမှာဘလောက်ပြက်စည်းပြက်စည်းသူကလိုက်ပြီးလိုက်စစ်ဆေးရမှရှိတယ်ပြားရည်မင်းတော်ဘော်တွေကကောင်းတယ်မကောင်းတယ်ဆိုတာလည်းသူသိတာမဟုတ်ဘူးဒါကဖာသိပြီးပြောတဲ့အကြောင်းမဟုတ်တချို့ကဒီနည်းနည်းပေါ်ပါလေးတော့ ါ꿰ပြပြီးနားလည်ဖို့တော့လိုအပ်တယ်လို့လဲဆိုသူ့ဟာနဲ့သူ့ဟာဆိုတာရှိတယ်အားလုံးလူကြီးတွေကမသိတယ်ဟာလဲအကြောင်းမရှိဘူးဗျမ်းမှာလှုပ်เสียလဲအကြောင်းမရှိဘူးသူ့ရဲ့ဥပဒေနဲ့သူ့ဟာသူ့တွားနေကြတာရှိတယ်အဲ့ဒါနိုင်ငံတော်ရဲ့ဒုတိယအကြီးအကဲတယောက်ကဒီလိုဗျမ်းပဒါမရှိဘူးဆိုတာလေးတော့သိစေချင်တယ်ဒါလေးကတော့ကျွန်တော်နားလည်စေချင်တယ်အဓိကပြောချင်တာဘာသာရေးနဲ့ ဟိုနိုင်ငံရေးနဲ့ကိုမရောရှက်လာအောင်လို့ပဲဒါတားမြစ်နေတာရှိပါတယ်အဓိကတော့ဘာသာရေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပုံပြီးစိုးရိမ်မှုရှိပါတယ်ဘာဖြစ်လို့ဘာသာရေးနဲ့စိုးရိမ်မှုရှိတယ်ဆိုတာကတိုင်းပြည်ပျက်စီးသွားနိုင်ပါတယ်နော်တိုင်းပြည်ပျက်စီးသွားနိုင်ပါတယ်အဲ့ဒါလေးပဲပြောချင်တဲ့အားလုံးကြားမှာပါဗျာ